အဲ့လိုမျိုးတော့တခါမှကျွန်တော်ကတော့ကန်စမ်းမဲရတငယ်တည်းကတခါမှမပေါက်ဘူးဘလာမပါကန်စမ်းမဲဖောက်ရင်တော့မှအသေးဆုံးဟာပဲရဟုတ်ကျွန်တော်ဟိုတလောကဟိုပွင့်ကဝင့်ကဝဲဆိုရဲကပေါ့ရင့်ကဝင့်ကဝဲကိုသူတို့ကနာမည်ပြောင်းမယ်လို့ကြားတယ်ဆိုတော့ပွင့်ကဝင့်ကဝဲဖြစ်သွားမှာပေါ့နော်စေစင်ရဲ့တပါတယ်နဲ့လိုက်ပါသွားတယ်မြင်းသမီးကဖူးဖူးပေါ့နော်အဲဒရိုက်တာကတော့ပွင့်ပေါ့ ဟုတ်ကဲ့ဒါပထမဆုံးပါပဲဗျာငငယ်တွေကလည်းဒီကျွန်တော်နဲ့ဝင်နေတာဒါဘာဖြစ်ပြိသက်ကြိုက်ကြရလေနော်ဟိုအားပေးကြတယ်ဆိုတော့ဒီကားမှဆိုကျွန်တော်ပူတာဝန်ကြီးရလို့ခံစားရတယ်။အားကြောင့်ငါမေးသေးရတယ်ဆိုပြီးအယောက်ကလေးတစ်သက်လုံးနောင်တရသွားမှာဆိုလို့ဒီ brand တွေကကျွန်တော်ဒီ ST နဲ့ကဟိုရင်းတော့လက်တွဲခဲ့တယ်ပေါ့နော်အခုကျတော့ ambassador အနေနဲ့ဒီပွဲလေးကို တက်တွဲပြီးတော့တက်ရောက်ဖြစ်တာပါဗျာအော်အဲ့လိုမျိုးတော့တစ်ခါမှကျွန်တော်ကတော့ကန်စမ်းမဲရတငယ်တက်တစ်ခါမှမပေါက်ဘူးဘလာမပါကန်စမ်းမဲဖောက်ရင်တော့မှအသေးဆုံးဟာပဲရအဲ့လိုမျိုးဆိုတော့လေအဲအဲ့လိုတော့လည်းမဟုတ်ဘူးပေါ့ဗျာလူတိုင်းလူတိုင်းကတော့ကိုလှုပ်ထားတဲ့အလုပ်တစ်ခုပေါ်မှာတော့အကုန်လုံးကတော့ရင်ခုန်ကြတာကြီးပါပဲဒါမှမဟုတ်လေကျွန်တော်တို့ကတော့ဒါကခုနပြောပြီလို့ပေါ့နော်ကန်စမ်းမဲနဲ့အရင်အကျိုးမပေးဘူးပေါ့လို့ပြောတော့ကျွန်တော်ကကိုလှုပ်မှကိုရတယ်ကံဖြစ်တာဗျအဲ့ဒါ ထားမှအလိုလေးဟိုလိုပြောမလဲလွယ်လွယ်မရဘူးပေါ့နော်ကိုစူးစမ်းမှပဲရတာဖြစ်တဲ့အတွက်ကြောင့်တော့အဲဘယ်လိုပြောမလဲကိုယ့်ကိုအများရန်စူးစမ်းရတာပေါ့ဘာဖြစ်ဖြစ်ကျွန်တော်လိုချင်တဲ့အရာတွေဆိုရင်ကိုယ့်ကိုစူးစမ်းပြီးရောပဲယူရတာများတယ်ပြီးရင်ခက်ခဲတယ်လွယ်လွယ်ကူကူမရခဲ့ဘူးပေါ့နော်ဆိုတော့အဲ့ဒါလေးတော့အခု DNST ကပွဲရဟာမဲဖောက်ပေးမယ်ကန်စမ်းမဲဦးတော့စိတ်ဝင်စားတော့ဆိုတော့ကျွန်တော်ကိုယ်တိုင်မဲဖောက်ပေးရမှာဖြစ်တဲ့တော့ကြောင့် ကားရမဲ့လူကဘယ်သူလဲဆိုတော့တကယ်ကိုကျွန်တော်ကိုယ်တိုင်လည်းယင်ခုန်တယ်ပြီးတော့ကျွန်တော်ကိုယ်တိုင်လည်းတကယ်စိတ်ဝင်စားပါတယ်။အာအဲ့လိုမျိုးဆိုရင်တော့အဲအင်းမော့လူကျင်နာတော့ဗျာဘယ်လိုပြောမလဲ။ကန်စမ်းမဲ့ပေါက်တယ်ဆိုတော့ဘဲရမစိုးကောင်းပါလေ။ဘာပဲဖြစ်ဖြစ်ပါဘောပင်လေးတစ်ချောင်းကစာတန်မှုရှိတယ်ပေါ့။အဲ့လိုပဲကျွန်တော်သတ်မှတ်ပါတယ်။အော်ကျွန်တော်ဟိုဒလောကဟိုပွင့်ကဝင့်ကဝဲဆိုတဲ့ကားပေါ့။ဝင့်ကဝင့်ကဝဲကိုသူတို့ကနာမည်ပြောင်းမယ်လို့ကြားတယ်။ဆိုတော့ပွင့်ကဝင့်ကဝဲဖြစ်သွားမှာပေါ့နော်။အဲ့ဒါကတော့ မြင်းသမီးရဖူးဖူးပေါ့နော်အဲဒရိုက်တာတော့ပွင့်ပေါ့ဟုတ်ကဲ့ဒါပထမအဆုံးပါပဲဗျအာဘယ်လိုပြောရမလဲဆိုတော့ငငယ်တွေကလည်းဒီကျွန်တော်နဲ့ပူဝင်နေရတာဗာပြပြိသက်ကြိုက်ကြတယ်လေနော်ဟိုအားပေးကြတယ်ဆိုတော့ဒီကားမှဆိုကျွန်တော်ပူတာဝန်ကြီးရလို့ခံစားရတယ်ဘာလို့လဲဆိုတော့အရင်လိုမျိုးဟိုပြန်ပြိသက်ကလည်းမမြင်ရကြပြီဆိုတော့ကြည်ရတဲ့အချိန်မှာအရင်လိုမျိုးအဲ အကြိုက်တွေ့အောင်ကျွန်တော်ပို့ပြီးတာဝန်ကြီးရလို့ခံစားရတယ်ဗောနော်အဲ့ဒါတွေ့ကျွန်တော်ကျွန်တော်အကောင်းဆုံးကြိုးစားခဲ့ပါတယ်ဘာပြောလို့လုပ်ပြတာလဲပြောဖို့တော့နဲ့အုံမှောက်ကတွေ့ရတာဟုတ်ပါအပင်းနေတယ်ပြိတ္တတွေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်အဲ့ဒါမဖြစ်ဘူးဗျဘာဖြစ်လို့လဲဆိုရင်လေကျွန်တော်ရဲ့မိမကကားစီးလို့ရှိရင် driver မောင်းတဲ့နောက်ခုံရဲ့ safety seat မှာလည်းစီးရမှာပြောရတယ်